အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဘရာဇီးနိုင်ငံကတင်သွင်းနေတဲ့စားသောက်ကုန်တွေအပေါ်မှာသူချမှတ်ထားတဲ့ကုန်သွယ်ခွင့်40ရာခိုင်နှုန်းကိုကြာသပတေးနေ့ကပြန်ဖယ်ရှားလိုက်ပါတယ်။ဒါဟာပြီးခဲ့တဲ့ဇူလိုင်လကသူ့ရဲ့မဟာမိတ်သမ္မတဟောင်းဂျယ်ဘိုဆိုနာရိုကိုရုံးတင်တရားစွဲဆိုမှုအတွက်ဘရာဇီးနိုင်ငံကို ပြစ်ဒဏ်ခတ်ဖို့ရည်ရွယ်ပြီးတော့ချမှတ်ခဲ့တာပါ။အခုပြန်ပယ်ဖြတ်ပေးလိုက်တဲ့စားသောက်ကုန်တွေမှာဘရာဇီးအမေသာကော်ဖီနဲ့တစ်တီးတွေပါဝင်ပါတယ်။ ဒီအမိန့်ဟာနိုဝင်ဘာလ23ရက်နေ့နဲ့နောက်ပိုင်းမှာအမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ဘရာဇီးကုန်ပစ္စည်းတွေအပေါ်မှာတက်ရောက်မှာဖြစ်ပြီးတော့အကောက်ခွန်တွေကောက်ခံနေစေကာလအတွင်းဒီကုန်ပစ္စည်းတွေအပေါ်ကောက်ခံခဲ့တဲ့အခွန်တွေကိုပြန်အန်းွေပေးဖို့လိုအပ်နိုင်တယ်လို့အင်ဖြူတော်ကထုတ်ပြန်ချက်အရသိရပါတယ်။ ဒါဟာပြီးခဲ့တဲ့တောက်ကြနေ့ကအခြားနိုင်ငံတွေကစိုက်ပျိုးရေးပို့ပုံအချို့အပေါ်အကောက်ခွန်တွေဖေရှားဖို့အစိုးရရဲ့အလားတူထုတ်ပြန်မှုနောက်ပိုင်းမှာထွက်ပေါ်လာတာပါအမေရိကန်နိုင်ငံမှာစားသောက်ကုန်ဈေးနှုန်းတွေကြီးမြင့်လာလို့အင်ဖြူတော်ကအကောက်ခွန်စီးကျက်မှုတွေကိုပြောင်းမြန်လှန်လိုက်တာဖြစ်ပြီးတော့ဒါဟာသမ္မတဒေါ်နယ်ထရန့်အပေါ်လူထုထောက်ခံမှုနှုန်းကျဆင်းလာရတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ဘရာဇီးနိုင်ငံဟာမကြသေးခင်ကအမေရိကန်နိုင်ငံအတွက်အမေသားတင်ပို့တဲ့အကြီးအကဲနိုင်ငံဖြစ်လာခဲ့ပြီးတော့အမေရိကန်မှာတောက်သုံးနေတဲ့ကော်ဖီရဲ့သုံးပုံတစ်ပုံကိုလည်း ဘရာဇီးနိုင်ငံကပဲပုံမှန်ပံ့ပိုးနေတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကကမ္ဘာပေါ်မှာကော်ဖီအများဆုံးတောက်သုံးတဲ့နိုင်ငံဖြစ်ပြီးတော့ဒီနှစ်လက်လီကော်ဖီဈေးနှုန်းတွေဟာအမေရိကန်စီးကြက်ခုံနဲ့တခြားဈေးကွက်အကြောင်းရင်းတွေကြောင့်၄၀ရာခိုင်နှုန်းအထိဈေးတက်ခဲ့ပါတယ်။2022ခုနှစ်ဘရာဇီးရွေးကောက်ပွဲမှာရှုံးနေခဲ့ပြီးနဲ့အာနာဆက်ထိန်နိုင်ဖို့အာနာသိမ်းရန်ကြံစီမှုနဲ့တမရဟောင်းဘိုဆိုနာရိုကိုတရားစွဲဆိုခဲ့ကြတဲ့ဘရာဇီးအာဏာပိုင်တွေအပေါ်အရေးယူမှုတွေကိုတော့ဂျာတာပရီနီကတမနာထရိုင်ရဲ့ထုတ်ပြန်မိန့်မှာ ဖော်ပြထားခြင်းမရှိပါဘူး။လက်ရှိဘရာဇီးသမ္မတလူလာတာဆီလ်ပါကတော့အမေရိကန်ကဘရာဇီးပူကုံတွေအပေါ်မှာအခုလိုအကောက်ခွန်တွေဖယ်ရှားလိုက်တာကိုထောက်ခံကြေဆိုခဲ့ပါတယ်။ Today I am happy because ဒီကနေ့တော့သမ္မတဒေါ်နယ်ထရန့်ကဘရာဇီးကုန်ပစ္စည်းအချို့အပေါ်ချမှတ်ထားတဲ့အကောက်ခွန်တွေကိုစတင်လျှော့ချနေပြီဖြစ်လို့ကျွန်တော်ပျော်ရွှင်မိပါတယ်လို့ဘရာဇီးသမ္မတကပြောဆိုခဲ့ပါတယ်ခင်ဗျာ။ and certain Brazilian products.